ဉ္ဇမတ္တာကပါဠိတော်မှာကိစ္စတော်ဟာကိစ္စမိတိပဇာနာတိသွားစေဖြစ်တဲ့ပုဂ္ဂိုလ်တိသွားတယ်လို့မှတ်လို့ဒီလိုပြောတာအထေကရာက6ခုတောင်ပြောတာစီရနောက်စဉ်တမျိုးရှိတို့တပုံရှောင်းလုံးတော်ဟာ6တုံတခင်ထိချင်းတလေဖြင်းင်းစီဆိုပြီးတော့မှတ်ရမှာ6ချက်တောင်တကရာကပြတယ်အဲဒီကိစ္စတော်ဟာကိစ္စမိတိပဇာနာတိပါဠိတော်မှာဒါပေမဲ့တကယ်ကိုမဟာစီတော်ရှားကြီးရဲ့အထုံဒီတိုင်းတော့ခက်ခဲလုံးတော့အဲဒီ6ချက်ကြီးမှတ်ဖို့ပါတော့ သုံးချက်ပဲမှတ်တယ်ဖြစ်ရအဲ့ဒီဇင်ညာမဘုံလေးစကားပြတော်မင်းစသဟုဇင်ညာရှောင်းမဲ့နေရာကဇင်ညာဟုပဲစသဟုဇင်ညာရှောင်းမဲ့နေရာမှာခြေစုံမမတ်ရပ်ပါဖြစ်ရခြေစုံမမတ်ရပ်ပြီးတော့မှဖြစ်ရမျက်လုံးကမိတ်မထားရဘူးနော်မျက်လုံးကရှေ့ကို၄00တော့ပေါ့ဖြစ်ရအဲ့ဒီ၄00တော့ကြည့်ပါ ဒါပေမဲ့စိတ်ကအဲ့ဒီနေရာမရောက်စေနဲ့ကြည်ကံများပဲစိတ်ကခြေတော့ကိုရောက်နေပါစေ။မမသေးခင်ကြိုတင်ပြင်ဆင်နေတာ။ဦးဇင်းတို့ညာသံတဲ့ပုဂ္ဂိုလ်ဆိုညာသာလမှာပေါ့။တပည့်တော်တော့ဘေသံနဲ့ဘေယသာလမှာပေါ့။အဲ့ဒါသာလနဲ့ဘက်ကနော်ဘေဘက်ကသာလရင်ဘေသံနေ။အဲ့ဒီခြေတော့ကလေးဘေဘက်ခြေတော့လေးနှမ်းတာကိုသိတဲ့သိတိုင်းမှတ်လဲမှတ်လိုက်။ညာနန်းလို့ရင်ညာနန်းနဲ့လို့သိတဲ့သိတိုင်းမှတ်လဲမှတ်လိုက်။ဟောတာတစ်ချက်မှတ်တော့ ခြေတော့တစ်ဖက်ကိုတစ်ချက်မှဥစဉ်တို့အဲ့ဒီမှာလည်းပဲကွခြေနှမ်းတဲ့နေရာမှာပုံမှန်နှမ်းကြိုက်ကလေးတိုင်းနှမ်းရမှာတော့တချို့ကခြေပြန်ကလေးထောက်ပြီးတော့လမ်းနာမျိုးတွေရှိတယ်အဲ့ဒါမဟုတ်ဘူးဥစဉ်နဲ့ခုလမ်းသွားတဲ့အခါမှာခြေဘဝပြားလိုက်ပဲမှတာဒါကြောင့်မလို့ပုံမှန်နှမ်းကြိုက်ပဲဖြစ်ဖြစ်စီသွားပြီးတော့မပြင်းနဲ့တော့ခြေပြားလေးကိုထောက်လိုက်တာအမလီအညောင်းကိုပြေလို့ကောင်းလိုက်တာအမှတ်လေးလေးကောင်းမလုံးနဲ့တော့ အဲ့ဒီလိုသွားပြီးဝိရိယလွန်သွားလို့ရှင်တမာတိမဖြစ်ဘူးဒါကြောင့်မို့ပုံမှန်အတိုင်းကလေးပဲအဲ့ဒါကိုလေးကျင့်ကံရသွားအောင်မှတ်တော့တရက်သုံးလို့နှစ်ရက်လှမ်းတဲ့ခြေတော်နဲ့လှမ်းတဲ့ဆိုရမှတ်သိကလေးနဲ့တဲ့ပြီးတော့သွားအောင်ကြိုးစားပြီးမှတ်လိုက်အဲ့ဒါလေးကျင့်ကံရသွားပြီလှမ်းတဲ့ခြေတော်အာယုံနဲ့မှတ်တဲ့စိတ်ကလေးနဲ့တဲ့ပြီးတော့မှတ်လို့ကောင်းသွားပြီအဲ့ဒါဆိုရင်တက်လိုက်ပါခြေတော်ကလေးကြွလာလို့ရှိရင်လေကြွတယ်လို့မှတ်လိုက်ကြ ွန့်လိုက်တာနဲ့တပြန်နဲ့တည်းကျွန့်တယ်ဆိုရဲအတိစိတ်ကလေးနဲ့မဆိတ်ကလေးရာရောက်သွားပြီကျွန့်ပြီးမှကျွန့်တယ်လို့သွားပြီးတော့အတိစိတ်နဲ့မဆိတ်မရောက်သေးနဲ့ကျွန့်လိုက်တာနဲ့တပြန်နဲ့တည်းကျွန့်တယ်လို့သိလဲသိလိုက်တာမှလည်းမလိုက်တာခြေရာကလေးအောက်ကိုချလိုက်တယ်ဆိုရင်ချတယ်လို့သိလဲသိလိုက်တာမှလည်းမလိုက်တာနှစ်ချက်မှခေရအဲ့ဒါလို့ကျွန့်ရင်ကျွန့်တယ်လို့သိတာမှပါချရင်ချတယ်လို့သိတာမှပါအဲ့ဒါနှစ်ချက်မှလေးချင်းကရသွားပြီကြွရတယ်ချတယ် အာယုံနဲ့မှတ်စိတ်ကလေးနဲ့တဲ့သွားပြီမှတ်လို့ကောင်းပြီဆိုရင်နည်းနည်းအဆင့်တိုးလိုက်တာသုံးချက်မှတ်လိုက်ခြေကလေးကြွလာရင်ကြွတယ်ရှိကိုရွရွကလေးတိုးသွားရင်လှမ်းတယ်အောက်ကိုချရင်ချတယ်လို့အဲ့ဒီလိုမှတ်လိုက်သုံးချက်အဲ့ဒီလိုသုံးချက်မှတ်ရင်တမာရီအားရဒါကောင်းတာပဲကဲအဲ့ဒါကဒင်းညာဥပစာပြီးတော့တစ်ချက်မှတ်ဘုံနှစ်ချက်မှတ်ဘုံသုံးချက်မှတ်ဘုံပြောတဲ့ဈဉ္ညာဆုံးကိုရောက်တဲ့အခါမှာပြုံညုံတိုင်းတိုင်းကြီးပြန်မလဲရဘူး တတိယနော်ဈဉ္ညာအဆုံးကိုရောက်တဲ့အခါဂျုံဂျုံတိုင်းတိုင်းကြီးပြန်မလဲနဲ့အဲ့ဒီမှာခြေစုံမက်မက်ယထာမျက်နာကိုဒီဘက်ပြန်မလဲနဲ့ခြေစုံမက်မက်ယထာတွေရခြေစုံမက်မက်ယက်ပြီးတော့မှအဲ့ဒါအာယုံယူရင်ရတယ်ဒီဖြစ်တော့တဲ့ဟုတော့တအားရတယ်အဲ့ဒီလိုခြေစုံမက်မက်ယက်ထားပြီးတော့လေအောက်ကနေပြီးတော့တွန်းကန်နေတယ်လှုပ်နေတယ်ဘာရုပ်ရုပ်ကြည့်ရှိတယ်အဲ့ဒီဘာရုပ်ကြည့်ကိုစုစည်းကြအောင်မှတ်ရအောင်မိအောင်မှတ်ပြီးတော့လေယက်တယ်ယက်တယ်ယက်တယ်နဲ့မှတ်ချက် ရတ္တ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 နဲ့ဥစဉ်တို့အ ਨੇ ဆုံး၅ချက်တတ်နိုင်ရင်တော့၁၀ချက်တိအောင်မှတ်ရင်ကောင်းတယ်အဲ့လိုမှတ်လိုက်အဲ့ဒီလိုမှတ်ပြီးတော့မှဥစဉ်တို့လှည့်ခြင်းစိတ်ကလေးပေါ်လာတယ်အဲ့ဒီစိတ်ကလေးတွေမိအောင်ခံလှည့်ခြင်းနဲ့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 ဆိုတဲ့အဲ့စိတ်ကလေးကိုမှတ်မှတ်ပြီးတော့မှတရွေ့ရွေ့ကလေးလှည့်အဲ့ဒီတရွေ့ရွေ့လှည့်တဲ့အခါမှာလေလှည့်တယ်လှည့်တယ်လှည့်တယ်နဲ့အဲ့လိုမှတ်ပါ ဈဉ္ညာဆုံးမှာ၃မျိုးနော်တပည့်တော်ပြောတာမျက်နှာတဲ့သွားပြီတော်မှာခုနအတိုင်းပြန်မှတ်တော့ဘုဥစဉ်တို့တစ်ချက်မှတ်ဆိုရင်လည်းပဲဒေနာနဲ့ညာနဲ့ပေါ့နှစ်ချက်မှတ်ဆိုရင်လည်းကြွတယ်ချတယ်ပေါ့သုံးချက်မှတ်ဆိုလို့ရှိရင်လည်းကြွတယ်နှမ်းတယ်ချတယ်ပေါ့ခရဈဉ္ညာအစကဆုံးဖြစ်သွားပြန်နေကွအဲ့ဒီဆုံးမှန်လေခုနအတိုင်းပဲသုံးချက်မှတ်တော့ဈဉ္ညာလျှောက်တာကတမာရီတအားရလေတမာရီအားကောင်းတော်လေအာယုန်နဲ့မှစိတ်ကလေးတဲ့ပြီးတော့ဟောထိုင်နေနေရမှာ ကောင်းတာပင်နာကိုမှတ်ရတာအဲ့ဒီသမာဓိကအာဘိလို့အဲ့ဒီသမာဓိကကျေစုပြုလို့ဟောလားထိုင်ထိမှတ်တဲ့နေရာမှာလည်းပဲသမာဓိတအားတီကောင်းလာတယ်သမာဓိတအားကောင်းပြီးတော့လူလည်းကူကူလေးနဲ့မှတ်လို့ရမယ်